ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့လေုံစီးတော်လဲမြေကြီးတုံမလာနိုင်ဆိုတဲ့ကိုလာဆိုးကြီးရေးသားတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ရ၎င်းရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကထောက်ခံနေတဲ့အောင်ပြသနိုင်ဖို့ယခုနှစ်အတွင်းလေရင်စီးခီးတယ်ကြီးဖြစ်လာနေတယ်လို့သတင်းကောင်းစင်တက်ခါရေးသားလာခဲ့ပါတယ်။စီမီပြင်းချင်းဒီကောင်းလာမှု တရုတ်မှရွေးကောက်ပွဲကိုအကြောင်းပြုပြီး၎င်းအားထောက်ခံလာနေမှုတို့ကြောင့်အောက်လက်ငယ်သားများရင်မရှာရဲတော့လို့ယုံကြည်လာခြင်းကြောင့်လူတော်တိုးဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်မယ်လို့နိုင်ငံတကာအကြက်တဲများလိလာကြီးအဖွဲ့မြမကြီးတာဝန်ခံ Richard Hose ကသုံးသပ်ပြသခဲ့ပါတယ်။သို့တော့၎င်းတွားခဲ့တဲ့နိုင်ငံများကတရုတ် Russia Belarus Kazakhstan တို့ဖြစ်ပြီးတော့ထိုနိုင်ငံများကလည်း၎င်းအား ငကိုကလေးကထောက်ခံမှုပေးနေကြတဲ့အာနာရှင်နိုင်ငံများသာဖြစ်လို့ထူပီတိုးတက်မလားတိုးတက်မှုဟူ၍မိုရီနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရသည်သာ အမျက်ထွက်ခဲ့ပါတယ်။သို့သောအိန္ဒိယသို့လာဖို့တော့ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး။အိန္ဒိယသားမက၎င်း တက်ခဲ့တဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေး ရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲခံခန်းနာများကို ရောက်လာကြတဲ့မိသည့်နိုင်ငံကောင်းဆောင်ကမြ၎င်းကအလေပတ်လာဖို့ဖိတ်ကြားခဲ့ခြင်း မခံခဲ့ရပါဘူး။ဇော်မင်းထွန်းဟာတရုတ်ရုရှားကဇက်စတန်သုံးနိုင်ငံသုံးနိုင်ငံစလုံးကယူကော့ပွဲကိုထောက်ခံကြသည်ဟုသာ ပြောနိုင်ခဲ့ပါတယ်။ ရုကဝတ်ဆိုဒီကလည်းအာနာဆိုတဲ့အရာတစ်ခုကြောင့်တိုင်းပြည်လုံးဒုက္ခရောက်နေကြရသည်ကို မသိခြင်းမမြင်ခြင်း၍မရအောင်ဖြစ်လာ နေချိန်မှာနောင်တမရပဲထိုအာနာကိုပင်ဆက်ပြီးဆုပ်ကင်ထားနိုင်ဖို့ပြပအားကိုးနဲ့လုံပန်းလာကြခြင်းဖြစ်ပါလေယူကရိန်းရှိခီးတဲ့တင်မီရဲ့ထားကိုပင်ဒရုန်းနဲ့ ြည့်ရဲသူပူတင်ဟာ၎င်းအတွက်တော့အာကိုခြင်းစရာဖြစ်နေဒီမှာလဲစမ်းကြေလှသည်တော့မဟုတ်ပါဘူးယခုခါတွင်တော့အချင်းဤပြန်ကောင်းလာနိုင်တယ်လို့ယူဆကမင်းအွန်လိုင်းမိသားစုထမင်းဝိုင်းမှ ကြလာနိုင်တော့အယိုးရင်းများကို မျော်ကိုးရင်းစမန်ခုတ်ကြတဲ့ပွဲကြီးကနေပြီးတော့မှအချိန်ဟုန်နဲ့စတင်နေပြီဖြစ်ပါတယ်ထို့သောစမန်ခုတ်ကြမဲ့လူများဟာတိုင်းပြည်ကြီး၅ဘာသာမက တန်ငါးစင်းပါမှောက်နေတဲ့ဖြစ်ရက်ကိုမိတို့မြနောင်ဒရဟံမရှိကြပဲခွေးကရမနေ၍မင်းအောင်လှိုင်းလှမ်းပေါက်ပေးကောင်းပေးလာနိုင်တဲ့အယူရင်းကိုအာသာငန်းငန်းမျှော်လင့်နေကြစေဖြစ်ပါလေပြည်သူများအဖို့မှာတနက်ပြပြီးမဲယုံတို့မောင်းတွင်ခံကြရတော့မှာဖြစ်လို့လက်မိုင်းချအန်ချိတ်ခါအမျိုးသားတစ္ဆတ်ပေါက်များရဲ့လှုပ်ပွဲကြီးမှာပါဝင်ကြရဘေးဦးမှာပါ ယခုပွဲကမင်းအောင်လှိုင်ရဲ့လက်ညှိုးညွှန်ရာလူရာဖြစ်မဲ့ရွေးကောက်ပွဲကြီးမှာပါဝင်ရမဲ့ဖွတ်တွက် အာဏာရဖို့ကျင်းတည်နေပြီဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲဟာပြင်းထန်လာနိုင်ပွဲရှိပါတယ်။တသက်လုံးလက်တွဲလာခဲ့သူများအချင်းချင်းမျက်နာကိုမထောက်နိုင်ကြတော့မင်းအောင်လှိုင်ကိုပင် NCA အကောင့်အထယ်ဖော်နိုင်ခဲ့တဲ့အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပင်ပေးတင်ကြောင်းအထိပြောဆိုလာသူဝင်ရှိလာခဲ့ပါတယ်။ ထို့သောလူများကိုလည်းမိသည့်နိုင်ငံကတလီတဆာဆက်ဆံကြဘေးဦးမီနီမေးစရာရှိလာသည်ကမင်းအွန်လိုင်းဟာတက်ကိုစွန့်ပြီးတမရလုံရင်မီလောဆိုသည်ပင် ဖြစ်ပါတယ်။ဤဒီကလည်းစစ်တက်ကိုသူ့အနေနဲ့မိမိများအထိစိတ်ချရမှုအပေါ်မူတည်နေပါတယ်။အာနာရှင်ဖို့တက်ကိုလက်လွတ်လိုက်ရခြင်းဟာ အာနာရုပ်လျော့ကြာစင်းသွားခြင်းသာဖြစ်ပါတယ်။ ထို့အတွက်ခင်ကြီးအားငယ်ကျွန်ကြီးတဖွဲ့တမရလှုပ်စီကစစ်တမတဆင့်ကျိုးကင်သွားဖို့ကဖြစ်နိုင်ကြီးများနေပါတယ်။ဤဒီကိုတွက်ဆမိရန်ရှိရလဲကြံ့ဖွံ့များဥမျိုးနေကြခြင်းဖြစ်ပါတယ်။သို့တော်၎င်းတို့ဖို့9000ဇာလူမိုင်းများကိုဥဆောင်တော်ရမယ်ကံကြမ္မာနဲ့အလောင်းအစားလုံနေကြတဲ့အဆင့်တွင်သာရှိနေပါသေးတယ်။ နောက်တစ်ချက်ကမင်းအောင်လှန်ရသူတံမရဖြစ်လာပါကတွားလီယာမှာကောဇောနီခင်းကအမြောက်21ချက်ပြစ်ဖောက်ဂုံပြူရမယ်အရေးတွေးပြီးလက်လွတ်ခံဖို့မရှိလို့လဲယူဆပါတယ်ထိုရေးကိုကပြက်ကရက်လုံးကြမဲ့ဂိုင်းကို အပြီးအပိုင်ရှင်းလင်းနိုင်ရန်အကျန်းဖတ်စစ်ဘူကျုပ်များကိုပစိုးဝပြီးလှုပ်လိုက်ခြင်းလဲဖြစ်နိုင်ပါတယ် မိသည့်အကြောင်းကြောင်းနဲ့ဖြစ်စီတိုင်းပြည်ရဲ့အနာဂတ်ဟာရှေးလျှောက်ဆုံးဆုံးမြုပ်ဖို့သာရှိပါလေ။တန်ထရဲ့မိန်ကွန်းမှာဥက္ကဋ္ဌဖြစ်နှုတ်ထွက်ရတဲ့အကြောင်းရင်းများထဲမှာ2020ရွေးကောက်ပွဲအောင်နိုင်အောင်ဥဆောင်မှုမပေးနိုင်ခဲ့ခြင်းကြောင့်လို့ပါဝင်နေရာ၎င်းနေနဲ့အဆိုပါရွေးကောက်ပွဲဟာမဲမတမာမှုများရှိသည်ဆိုသော မင်းအောင်လှိုင်ရဲ့အကြောင်းပြချက်ကိုလက်မခံဆိုသည်ကိုတွေ့ဝိုက်ပြောဆိုသွားခဲ့ခြင်းပဲဖြစ်ပါလေထို့အပြင်ပါတီဝင်2000ကျော်အသက်ခံရမှုအတွက်လည်းထိရောက်စွာအကာအကွယ်မပေးနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဥတန်းတရဲ့စကားများဟာမိသူကိုရည်ညွှန်းကြောင်းအတိုင်းသာပေါ်လွင်နေပါတယ်ယခုရွေးကောက်ပွဲမှာလဲမဲဆင်းများအကြီးကျယ်မှားနေပြီလို့ဘူးလက်လှဆွေက ထုတ်ပြောလာပါတယ် မင်းအောင်လှိုင်ဖိုးကရွေးကောက်ပွဲအတူဖြင့်တမရဖြစ်လာစေကာမူလူလူကိုဘုံကျဲတပ်ဖြတ်အာနာလူအကျန်းဖတ်စစ်ဘိုလ်ချုပ်တဦးဖြစ်တာတမိုင်းတွင်ကြံရစ်တော်မှာဖြစ်ပါတယ်နယူးယောက်မှာစက်တင်ဘာ30ရက်ကပြုလုပ်ခဲ့တဲ့ရွင်ဂျာရေးအစစ်မြင့်အစိုးရကိုယ်စားလှယ်များဆွေးနွေးပွဲမှာတက်ရောက်လာသူအားလုံးကအကျန်းဖတ်စစ်အုပ်စုကပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသွားကြပါတယ် တမကြီးဥကြုံမိုးထွန်းကလည်းနိုင်ငံရဲ့ငြိမ်းချမ်းရေးလုံခြုံရေးကိုဖျက်ဆီးခဲ့တဲ့အဓိကလက်သေးဟာအကျန်းဖတ်စစ်အုပ်စုသာဖြစ်ကြောင်းအချက်လက်များနဲ့ရှင်းပြသွားခဲ့ပါတယ်။အဆိုပါစီဝေးဟာအကျန်းဖတ်စစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲနဲ့အတိမတ်ပြုခံရရေးအတွက်တိုင်းတာ၍ရတဲ့ပြရားတိုင်ကြီးလည်းဖြစ်လာခဲ့ပါတယ်။ ယခုအခါကော်ကေးဆတ်တောင်တန်းကြီးဘက်မှရှိတဲ့ဂျော်ဂျီယာနိုင်ငံပြည်သူများဟာ၎င်းတို့လက်ထဲကအာဏာကိုရွေးကောက်ပွဲဆိုကလိမ့်လေလှည့်ပြားသွားသောရုရှားဩဇာကံအစိုးရစီကအတိုးရောအရင်ရောပြန်လဲရယူနိုင်ရန်မြို့တော်တပီးလီစီရှိတမရနန်းတော်ရှိစူဝေးကရောက်ရှိလာနေကြပြီဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်